်ပဲခိုးတိုင်းရေသာရှည်မြို့နယ်မှာတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံစီရေးသတင်းရင်းမြစ်တွေက People Spring ကိုပြောပါတယ်ရေသာရှည်မြို့နယ်စွာမြို့နယ်သုံးမိုင်လောက်သာဝေးတဲ့ရွာသစ်ရွာကအထိုင်းစခန်းနဲ့ကာကင်းတွေကိုပြန်ရဖို့စစ်ကောင်စီကအပြင်းထန်ထိုးစစ်ဆင်လာတာလို့သိရပါတယ်ဒီမနက်10နာရီကျော်မှာရေသာရှည်မြို့နယ်စစ်တောင်းမြေအရှိတ်ချန်တိုက်ပွဲအတွင်စစ်ကောင်စီကလေယာဉ်နှစ်စီးနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့တရရင်3504တက်ခွဲတဲ့တာဝန်ရှိသူကပြောပါတယ် စစ်ကောင်စီကအင်အား400ဝန်းကျင်နဲ့ထိုးစစ်ဆင်လာပြီးတိုက်ပွဲပြင်းထန်နေတာလို့နေပြည်တော်တိုင်းစစ်ဌာနစေဦးစီးချုပ်ဘိုးလက်ရာကအတည်ပြုပါတယ်။မနေ့ကလည်းတနေကုန်တိုက်ပွဲဖြစ်ခဲ့ပါတယ်။စစ်ကောင်စီကရွာသစ်ရွာဘက်ကိုဓာတ်ရိုက်စစ်ကြောင်းမထိုးဘဲရွာသစ်တောင်ဘက်ကျောကထိုးလာတာလို့ဘိုးလက်ရာကရှင်းပြပါတယ်။တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်မှုရှိတယ်လို့သူကဆက်ပြောတာပါ။ဒါအပြင်ဒီနေ့လည်းတိုက်ပွဲဆက်ဖြစ်နေပြီးအသေးစိတ်အခြေအနေကိုမသိရသေးဘူးလို့ဆိုပါတယ်။ စစ်ရေးအရအရေးပါတဲ့စစ်တောင်းမြေအရှိတ်ချမ်းရွာတဲ့ကျေးရွာကစစ်ကောင်စီအထိုင်စခန်းကိုနေပြီးတော့တိုင်းစစ်ဌာနလက်အောက်ခံတရင်တွေကအောက်တိုဘာ20ရက်မှာတင်ပိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ကတပ်ရင်းမှုအပါအဝင်15ဦးသေဆုံးခဲ့ပြီးစစ်တုံးပန်း2ဦးဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်ရှင်။ People's Spring ရဲ့နေ့လည်ခင်းဒီနောက်ဆုံးရသတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။